အမေရိကပဲအစ္စရေးကလေဗနွန်တောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြန်လဲစတင်လိုက်ပါပြီဆိုတော့ဒီနေ့အဖြစ်တာကပြီးခဲ့တဲ့နှစ်2024ဒီဇင်ဘာလုံးကလေးကဒီအစ္စရေးနဲ့ဟစ်ဘိုလာဂျာမာရထားတဲ့အပြစ်ခတ်ရစေရေးသဘောတူစာချုပ်ပြက်ပြဲသွားတာဖြစ်ပါတယ်ဆိုတော့၃လအကြာမှာပြက်ပြဲသွားတာပေါ့နော်ဆိုတော့အစ္စရေးဘက်ကတော့အခုလိုမျိုးပြန်စတယ်အဲခါလေအကြောင်းပြချက်ကိုပေးပါတယ်အဲ့ဒါကဘာလဲဆိုတော့လေဗနွန်တောင်ပိုင်းဘက်ကနေပြီးတော့အစ္စရေးကိုဒီဒုံးကျည်နဲ့ပြစ်ခတ်တာကြောင့်ဒီပုံမှာပြန်လဲတုံ့ပြန်တဲ့အနေနဲ့ဒီလေကြောင်းတိုက်ခိုက်မှုလုပ်တယ်ဆိုပြီးတော့ အစ္စရေးဘက်ကထုတ်ပြန်တာလည်းရှိပါတယ်။ဒါပေမဲ့ Hezbollah ဘက်ကတော့ဒီကိစ္စကိုညင်းပါတယ်။ဒါဒီဒုံးကျည်တွေကသူတို့ပြစ်တာမဟုတ်ဘူးဆိုပြီးတော့ Hezbollah ဘက်ကဟိုညင်ညာချက်ထုတ်တာပဲနော်။နောက်တစ်ခုကလဗနွန်အစိုးရအနေနဲ့လည်းဒီကိစ္စကိုညင်ချက်ထုတ်တာရှိတယ်။လောရကဘာလဲဆိုတော့ Israel ဟာအခုသူ့ရဲ့ဒီလဗနွန်တောင်ပိုင်းကိုပြန်လည်တိုက်ခိုက်မှုဟာတိုက်ပွဲတွေပြန်ဆကျင်လာကြအောင်ဒီ Hezbollah ဘက်ကနေပြီးတော့ Israel ကိုပြစ်ပါတယ်ဆိုတော့ဆွဆွဲပြောဆိုကြတယ်တမင်လုတ်တယ်ဆိုပြီးတော့ဒါ Hezbollah နဲ့လဗနွန်ဘက်ကနေပြီးတော့ပြန်လည်တုံ့ပြန်တာပါ တော့ဒီနောက်ကမှာအကြောင်းပြချက်တွေကတော့အများကြီးရှိပါတယ်။ Israel က Hezbollah ဒီ Lebanon တောင်ပိုင်းကိုပြန်တိုက်ရတဲ့အဓိကနောက်ကွယ်ကအကြောင်းရင်းပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ပြီးခဲ့တဲ့ဒီ Masla 16ရက်နေ့က Israel က Hamas ကိုပေါ့နော်။ဟိုတိုက်ခိုက်မှုပြန်လဲစတင်လိုက်ပါပြီ။ဆိုတော့ဒါ16ရက်နေ့ကနေစရင်18 19 20 21 22နှစ်မနေ့ကအတိပေါ့နော်။စုစုပေါင်းအနည်းဆုံးလူ400ကျော်ဟိုတေသွားပါပြီ။ဒါကဒီရက်ထဲမှာပဲဒါပြန်စတဲ့ရက်ထဲမှာပဲ တိုက်တာပေါ့နော်ဒါမွတ်စလင်တွေရဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ရမဇန်လပါဆိုဒီလမှာအာဥပုလမှာတိုက်ခိုက်မှုကြောင့်ပေါ့နော်လူအနည်းဆုံး400ကျော်တေသွားပါပြီဆိုတော့တိုက်ပွဲတွေရောဆက်ဖြစ်ဖို့ရှိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့သူကဒါဟာမတ်စ်နဲ့ဒီဟစ်ဘိုလာနဲ့ကြောင်တော့ဒါကသူတို့မဟာမိတ်တွေပေါ့ဆိုတော့ဒီနေ့အဖြစ်ဟာမတ်စ်ကိုတိုက်နေတဲ့တပြိုင်တည်းထဲမှာဒီဘက်ကဒီလေဘနွန်ဘက်ကလေဘနွန်တောင်ပိုင်းဘက်ကဟစ်ဘိုလာတွေထမလောင်ဂျိုတင်ဖိနေထားတဲ့သဘောဆိုပြီးတော့ဒါအရှိလက်ပိုင်းကြီးကျွမ်းကျင်သူတွေကတော့သုံးသက်ကြပါတယ် ဆိုဒီနေ့တော့ကျွန်တော်တို့ဒီ matchla session တွေကနေပြီးတော့စတဲ့ Israel ရဲ့ Gaza ပေါ်မှာတိုက်တဲ့တိုက်ပွဲတွေဘာကြောင့်ပြန်စရလဲနောက်ကမှဘလို့အကြောင်းအရာရှိတယ်လဲပြီးတော့ဒီကြားထဲမှာ American ကဒီ Donald Trump ရဲ့ပြောဆိုမှုတွေကဘာတွေလဲပေါ့နော်ဒီကြောင်းအပြည့်စုံကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါဆိုတော့ကျွန်တော် YouTube ကိုတော့ show ကြည့်နေတဲ့သူတွေဆိုရင်တော့ဒီပြီးခဲ့တဲ့ January လ14ရက်နေ့တုန်းကကျွန်တော်တင်ခဲ့တဲ့ YouTube video တစ်ခုမှတ်မိကြပါလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ Israel နဲ့ ဒီဟာမတ်စ်ဂျာကသဘောတူညီချက်ဘာတွေလုပ်ခဲ့တယ်လဲဆိုတော့ကျွန်တော်ကျွန်တော်ဗီဒီယိုထုတ်လုပ်ခဲ့ပါတယ်ဆိုတော့အဲ့ထဲမှာတော့ဒီသဘောတူညီချက်အချင်းကျုံပေါ့နော်ဒီကျွန်တော်ရှင်းပြခဲ့တာရှိတယ်အဆင့်ဒီအတုပ်သုံးတုပ်ပါတယ်ပြီးတော့အဲ့ထဲမှာအဆင့်အသေးစိတ်တွေပါတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီအဆင့်သုံးဆင့်အသေးစိတ်နောက်တစ်ခုကဒီအဆင့်တွေပေါ့နော်ဘယ်အဆင့်ပြီးဘယ်အဆင့်သွားမလဲဆိုတော့ပြန်ကြည့်အောင်ပေါ့ဆိုတော့အဲ့တော့ကျွန်တော်ပြောခဲ့တာတော့နည်းနည်းဒီအချင်းကျုံစမ်းပါတယ်ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီကိစ္စကိုအခြေချက်ပြီးကြည့်အောင်ပါဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကိုနားလည်ခြင်းအားဖြင့်ဒီသူတို့ရဲ့ သဘောတူညီချက်အပြစ်ခတ်ရစေသဘောတူညီချက်အသေးစိတ်ကိုနားလည်ခြင်းအပြင်အဲဒီအစ်ဇရီနဲ့ဟာမတ်ကြမှာဘာတွေဘယ်ဘယ်သူကချုံ့ဝင်ချက်တွေရှိတယ်လဲဘယ်သူကတော့ဘယ်ကိစ္စတွေမှာချိုးဖောက်တယ်လဲအဘယ်သူကတော့လိုအပ်ချက်တွေရှိတယ်လဲဆိုတော့ကျွန်တော်တို့မြင်နိုင်မှာပေါ့နော်တနည်းအားဖြင့်ဒါဒါကိုနားလည်ရင်ချိဆက်ပြီးတော့အစ်ဇရီကဘာတွေလုပ်မှာလဲနောက်ပြီးတော့ဟာမတ်ကဘာတွေလုပ်နိုင်တယ်လဲဆိုတော့ကျွန်တော်တို့ဟိုတနည်းအားဖြင့်ခံမှန်းကြည့်လို့သုံးသပ်ကြည့်လို့ရနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အဲသူတို့ဒီနှစ်ခုကြားကဒီအစ်ဇရီနဲ့ဟာမတ်ကြားကသဘောတူညီချက်ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလုတ်ခဲ့တဲ့ဘောတွေကိုကျွန်တော်ပြန်ကြည့်အောင်ပါဆိုတော့အပြစ်ခတ်ရစေရီအစ္စရေးနဲ့ဟာမတ်ကြကအပြစ်ခတ်ရစေရီသဘောတူညီချက်မှာအတုပ်သုံးတုပ်ပါဆိုတော့ပထမအတုပ်မှာအဆင့်၃ဆင့်ရှိတယ်ဆိုတော့အတုပ်ကတော့ပထမအတုပ်ဒုတိယအတုပ်တတိယအတုပ်လာမယ်ဒါပေမဲ့ပထမအတုပ်မှာလည်းအဆင့်၃ဆင့်လောက်အောင်ပါဆိုတော့ပထမတစ်ဆင့်ကဘာတွေလဲဆိုတော့ဒါအကျဉ်းသားတရားခံနေတဲ့အကျဉ်းသားလဲလေရေဆိုတော့အစ္စရေးကအာဖန်ထားတဲ့ပါလက်စတိုင်းနေပေါ့နော်အဲဒါအနိုင်ဆုံး1904ရောက်တော့ရှိပါဒီဟာကို အာဟာမတ်စ်ဘက်ကိုပြန်လွှဲပေးမယ်ပါလက်စတိုင်းဘက်ကိုပြန်လွှဲပေးမယ်ပေါ့နော်ဆိုတော့ဟာမတ်စ်ကကြတော့ဒီအစ္စရေးဘက် ကနေပြီးတော့ဒါအော်တိုဘာ9ရက်နေ့တုန်းကဖမ်းထားတဲ့ဒီအစ္စရေး33ရောက်ပေါ့နော်ပြီးတော့ဒါအစ္စရေးဒေလို့ပြောတော့ပေါ့အာအစ္စရေးလူမျိုးတွေအစ္စရေးနိုင်ငံသားတွေပြီးတော့အဲ့ဒီထဲမှာထိုင်း9ရောက်လည်းပါပါတယ်အာအစ္စရေးလူမျိုး33ရောက်အပြင်ထိုင်း9ရောက်ပေါ့နော်ဒီလူတွေကိုပြန်လွှဲပေးမယ်ဆိုပြီးတော့ဒါပထမတစ်ဆင့်သဘောတူညီချက်ပေါ့ဆိုတော့အဲ့ဒီဟာကိုလောက်အောင်မယ်ဆိုပြီးပထမအဆင့်နဲ့လောက်အောင်ပြီးပေါ်မှာဒါဒုတိယအဆင့် ထပ်လုပ်မှာပေါ့နော်ဆိုတော့ဒုတိယအဆင့်ကဘာလဲဆိုတော့ဒါဂါဇာကိုပိတ်ထားတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပြန်ပေးရမယ်ဒါအစ္စရေးကပြန်ဖွင့်ပေးရမှာပေါ့နော်ဒါဒုတိယအဆင့်ဆိုတော့ဒီဒုတိယအဆင့်နဲ့ပဲထပ်ပြီးတော့ပါသေးတာကဒီတရက်ကိုအကူအညီပေးရေးကုန်တင်က600ဝင်ခွင့်ပေးရမှာဆိုဘာလို့လဲဆိုတော့ဂါဇာတစ်ခုလုံးကိုအစ္စရေးကပိတ်ထားတော့အပြင်ကနေပြီးတော့ UN လိုအဖွဲ့အစည်းကနေပြီးတော့အာပေးခြင်းနဲ့အကူအညီပေးခြင်းနဲ့ဆိုရင်တော့ဒါအစ္စရေးအစိုးရကခွင့်မပြုဘူးဆိုရင်ဝင်လို့မရဘူးဆိုတော့အဲ့ဒီသဘောတူညီချက်ထဲမှာဒုတိယအဆင့်နဲ့မှာပါပါလဲဆိုတော့တရက်ကို ဒီအကူကြီးပေးရေအဲကုန်တင်ကားပေါ့နော်ကုန်တင်ကားတွေအစီး600ခွင့်ပြုပေးရမယ်လို့ပါပါတယ်ဒါကဒုတိယအဆင့်မှာပြီးတော့ဒီဒုတိယအဆင့်ထဲမှာကိုဒီဒီဂါဇာထဲမှာရှိတဲ့ဈေးရုံတွေပေါ့နော်အဲဒီဈေးရုံတွေမှာလဲပတ်တဲ့ရေနံစီတို့ဓာတ်စီတို့ဒီဟာတွေရရှိရုံနဲ့အစ္စရေးကခွင့်ပြုပေးရမယ်ဆိုတာပါတာပေါ့နော်ဒါဒုတိယအဆင့်နောက်တတိယအဆင့်ကဘာပါသေးလဲဆိုတော့အစ္စရေးရဲ့နေမြရှင်လေးလို့တုံးကစွန့်ခွာအုပ်ရင်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ဒီစပေးရှောင်းတွေပေါ့နော်ဒီစပေးရှောင်းတွေအကုန်လုံးသူ့နေရပြန်ရေးပါဒါက ထမအတုတ်ထဲမှာပါတယ်တတရားအဆင့်ဆိုတော့ဒီထဲမှာဘာပါသေးလဲဆိုတော့ဒါစပေးရှောင်းနေအိမ်ပြန်တဲ့ဟာကိုသဘောတူရမယ်အပြင်သူကအစ္စရေးကဒီဂါဇာအပေါ်မှာတရက်ကို10နာရီနဲ့12နာရီအထိပေါ့နော်အဲ့ဒီကြားကာလမှာဒီစစ်လေရင်တွေမပြန်တမ်းရဆိုတော့ဆုံးဖြတ်ချက်လည်းပါပါတယ်ဆိုတော့ဒီဟာကအစ္စရေးဘက်ကလိုက်လို့ရမှာညားတယ်ပေါ့နော်ဆိုတော့ခုနကဟာတော့ဒါပထမအတုပ်မှာပါတဲ့အဆင့်30ပေါ့နော်ဆိုဒုတိယအတုပ်မှာလည်းသူက30မရှိတော့ဒုတိယအတုပ်မှာကျတော့20ရှိတယ်ဆိုပထမအဆင့်ကပါလဲဆိုတော့ လက်ကျန်ဒီအကျဉ်းသားတွေလဲလဲပေးဘာဖြစ်လို့လက်ကျန်အကျဉ်းသားလို့ပြောလို့ဆိုတော့ဒီပထမအတုံးမှာပါတဲ့လဲလဲပေးရတဲ့ဟာတွေကအမျိုးသမီးနဲ့ကလေးတွေများပါတယ်ဆိုတော့ပြီးတော့မှဒုတိယအတုံးမှာမှာပထမအဆင့်အနေနဲ့လက်ကျန်အမျိုးသားတွေကိုလဲလဲပေးဖို့ဖြစ်ပါတယ်ဆိုတော့ဒုတိယအတုံးမှာဒါပထမအဆင့်အမျိုးသားတွေကိုလဲလဲပေးမယ်ပြီးတော့ဒုတိယအဆင့်ထပ်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အစ္စရေးကထာဝရအပြစ်ခတ်ရဲစေရေးကိုသဘောတူပြီးတော့ဒီဂါဇာကမ်းမြောင်မှာရှိသမျှအစ္စရေးတပ်တွေအကုန်လုံးရုပ်သိမ်းပေးဖို့ဖြစ်ပါတယ်ဆိုတော့တတိယအတုံးလာတာပေါ့နော်တတိယအတုံးကဘာလဲလို့ရမလဲဆိုတော့ အလောင်းတွေပြန်ပို့ရမယ်ကိစ္စပါ။ဆိုတော့အလောင်းတွေကဘာလဲဆိုတော့ဒီ Israel က Israel ဒီစစ်သားတွေတည်နေတဲ့ဟာတွေလည်းအဲတည်နေတဲ့ကိစ္စတွေလည်းဒီ Hamas ကနေပြီးတော့ရထားတာရှိတယ်။ပြီးတော့ဟာဒီ Palestine ဘက်ကအလောင်းတွေနောက်ပြီးတော့ Palestine တွေကို Israel ဘက်ကဖမ်းထားတာတွေတည်နေတာတွေကြောက်ဖမ်းထားရင်းနဲ့တည်သွားတာတွေလည်းရှိတယ်။နောက်ပြီးတော့ Hamas ကအခုနောက်ကဒီ October 9ရက်နေ့တုန်းကဖမ်းထားတဲ့အထဲမှာတည်သွားတဲ့အလောင်းတွေလည်းရှိတယ်။အဲ့ဒီအလောင်းတွေ ပြန်လဲလဲဖို့ဖြစ်ပါတယ်အဲ့ဒီအလောင်းတွေပို့ပေးပြီးတော့မှဒုတိယအဆင့်ကဘာလုပ်ရမလဲဆိုတော့ Israel ကဂါဇာတစ်ခုလုံးဟိုပိတ်ထားတာကိုပြန်ဖွင့်ပေးဖို့ဖြစ်ပါတယ်ဆိုတော့အခုနကပြောသလိုအကူအညီပေးရေးကားတွေမဝင်ရတဲ့ကိစ္စမျိုးပေါ့ဒါတို့အလုံးစုံပြန်ဖွင့်ပေးဖို့ဖြစ်ပါတယ်ဒါကဒုတိယအဆင့်ပါဆိုတော့ခုနကဒီတတိယအတုထဲမှာပါတယ်ဒုတိယတစ်ချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဂါဇာကို Israel ကပိတ်ထားတဲ့ခေါင်းလုံးလုံးပယ်ဖြစ်ပြီးပေါ့အစပိုင်းမှာတော့ဟို Israel ကဒါကိုထည့်မလို့လို့လေအဲနောက်ပိုင်းကျတော့သူတို့ဘက်ကလုံးလုံးဒီကိစ္စမပါအောင် လုပ်ခဲ့တယ်ပေါ့နော် ြီးတော့မှဗာနောက်ဆုံးအဆင့်ကပါလဲဆိုတော့ဂါဇာကပျက်စီးသွားတဲ့ဂါဇာတစ်ခုလုံးကိုနိုင်ငံတကာအကူအညီနဲ့နိုင်ငံတကာကြီးကြကြီးကြမှုနဲ့ပေါ့နော်ပြန်လဲတိဆောက်ဖို့ဖြစ်ပါတယ်ဒါကနောက်ဆုံးအဆင့်ပါဆိုတော့ပြစ်ခတ်ရစေးသဘောတူညီမှုစာချုပ်အရာဆိုရင်တော့ပထမအတုပ်ပြီးတော့ဒုတိယအတုပ်ပြီးတော့တတိယအတုပ်တောက်လျှောက်လုပ်ပြီးသွားရင်ဒါသာဝရငြိမ်းချမ်းရေးအပြစ်ခတ်ရစေးကြီးစီကိုသွားပြီပေါ့နော်ဒါပေမဲ့ပထမအတုပ်ပြီးကာနီးလေးတင်တယ်မတ်လတရင်တွေကပထမအတုပ်ပြီးသွားပါတယ်ဆိုတော့ဒီကြားထဲမှာလည်းပြဿနာတွေအများကြီးတက်ခဲ့တယ်ပေါ့နော်ပြီးကာနီးလေးတင် ဒီဒုတိယအတော့ကိုဆက်ပြီးတော့မတက်လိုက်နိုင်တယ်ပေါ့ဒီဒီအပြစ်ခရရဲ့စေစာချုပ်ကြီးပြတ်သွားပါတယ်ဆိုတော့ဒါကြောင့်မို့လို့ပြီးခဲ့တဲ့ session တွေကပြန်ဆတာပေါ့ဆိုတော့ဒီကြောင့်မှဘာတွေဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့နည်းနည်းပြန်ကြည့်အောင်ပါဒါမှဒီဒီ Israel Hamas ဂျာကပြဿနာတွေတခုလုံးကျွန်တော်တို့ပို့ပြီးတော့အသေးစိတ်နားလည်နိုင်မှာပေါ့နော်ဆိုတော့ဒီပထမအတော့အကောင့်ထဲပုံတွေတော့မှပဲအပြန်အလှန်ပြဿနာတက်ကြတယ်ပြဿနာအစကဘာလဲဆိုတော့အခုနောက်လို့ပထမအတော့ထဲမှာဘာလဲဆိုတော့အချင်းသားတွေအပြန်အလှန်လဲလဲပေးဖို့ပါတယ်ဆိုတော့ဒီမှာဘာဖြစ်တယ်လဲဆိုတော့ အစ္စရေးကိုအဲ့ဒီအချိန်အဲ့ဒီအချိန်ထဲမှာဒီဂါဇာကိုအစ္စရေးကဒီလူသားချင်းစာနာမှုအကူအညီတွေပေးပေးဖို့အတွက်ခွင့်ပြုပေးရမှာပေါ့နော်။ဒါပေမဲ့အစ္စရေးကဘာလုပ်လဲဆိုတော့ဂါဇာကိုအဲ့လိုပေးလို့မရအောင်6ရက်ပိတ်လိုက်ပါတယ်။ဆိုတော့အဲ့ဒီအချိန်ထဲမှာပဲသူကဘာလုပ်လဲဆိုတော့ရေးဖြတ်တယ်ပြီးတော့မီးဖြတ်တယ်ပေါ့နော်။ဒါကသဘောတူညီချက်ထဲမှာဒီကိစ္စတွေကမလုပ်ရအောင်ဒါပေမဲ့အစ္စရေးကလုပ်တယ်ပေါ့နော်။ဒါပထမတစ်ချက်ပေါ့။နောက်တစ်ခုကကြတော့ဒီအစ္စရေးကပါလက်စတိုင်းကိုဒီဟာမတ်စ်တို့ကိုလွှဲပေးရမှာဒီမှာအကျဉ်းသားက1900နဲ့တိတိကျကျ1900နဲ့4ရောက်ပေါ့နော်။အဲ့ဒီ1900နဲ့4ရောက်မှာသူကဘာပြောလဲဆိုတော့ နောက်ထပ်အကျဉ်းသား620 1904ရောက်တဲ့620မလွှဲတော့ပါဘူးဆိုပြီးတော့ထပ်ပြောတာဒါကလည်းသဘောတူညီမှုချိုးဖောက်တာပဲဆိုတော့နောက်တစ်ခုကကြတော့ဒါ Israel ကအဲ့ဒီသဘောတူညီအပြစ်ခရရဲ့စေးလုထားတဲ့ကာလတဲမှာကိုဒီဂါဇာကိုတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုလုပ်တာပေါ့နော်အဲ့ဒီကာလမှာတည်သွားတဲ့လူက140ကျော်ရှိပါတယ်ဆိုတော့ပြောရရင်သဘောတူညီအပြစ်ခရရဲ့စေးသဘောတူညီမှုလုထားတဲ့ကာလမှာကို Israel ကတိုက်တယ်ပြီးတော့ဒါလူသားချင်းစာနာမှုအကူအညီတွေပေးရမယ်လို့ပြောထားတဲ့အချိန်မှာမပေးဘဲနဲ့6ရက် ပိတ်လိုက်တယ်ဒါမျိုးတွေလုတာပေါ့နော်ဆိုတော့ဒါတွေဒါတွေကိုအစ္စရေးကလုတ်တဲ့အတွက်ဒီကြားမှာအပြန်အလှန်အပြစ်တင်မှုတွေရှိတယ်ပေါ့ဆိုတော့အစ္စရေးဘက်ကဒါကဟိုဟိုဟာမတ်ဘက်ကနေပြောတဲ့ပုံစံပေါ့နော်တနည်းအားဖြင့်ကြည့်ရတော့အစ္စရေးကချိုးဖောက်တာတွေကျွန်တော်တို့မြင်ရတာပေါ့ဒါပေမဲ့အစ္စရေးဘက်ကလည်းဘာပြန်ပြောလဲဆိုတော့ဟာမတ်ကဒီတရားခံတွေကိုပြန်လွှတ်တဲ့အချိန်မှာအခမ်းအနားအကြီးကျယ်လုပ်တာပေါ့နော်မီဒီယာတွေအများကြီးနဲ့တနည်းအားဖြင့်သူတို့အော်အင်အားပြရတယ်အဲနောက်တစ်ခုဝါဒဖြန့်ချီလုပ်တယ်ပေါ့ဒါကအစ္စရေးဘက်ကတုံးတဲ့အတုံးတော့ပေါ့အစ္စရေးကဘာလုပ်လဲဆိုတော့ ဒဇာခန်ကိုပြန်လွတ်ပေးတဲ့အချိန်မှာဟာမတ်စ်ကသူ့ရဲ့ဝါရဖြန့်ချီအတွက်ဒီဟာကိုအသုံးချတယ်ဆိုပြီးပြောတာပေါ့နော်နောက်တစ်ခုကကြတော့ဒါဟာမတ်စ်ဘက်ကဖြစ်တဲ့ပြဿနာပေါ့အဲ့ဒါဘာလဲဆိုတော့ဟာမတ်စ်ကအစ္စရေးကိုပြန်လွှဲပေးတဲ့အလောင်းတွေကိစ္စဆိုအလောင်းတွေပြန်လွှဲပေးတဲ့အထက်မှာသူကဘာလူနာမည်လွှဲတာတွေပါလာတယ်နာမည်ကတစ်မျိုးလူကတစ်မျိုးပေါ့နော်လူကတစ်ယောက်ဖြစ်နေတယ်နာမည်ကတစ်ခုဖြစ်နေတယ်ဒါမျိုးတွေပါလာတယ်ဆိုတော့ဒါကအစ္စရေးကဘာပြောလဲဆိုတော့ဒါဟာမတ်စ်ကလူလဲကြတယ်ပေါ့နော်ဆိုတော့နှစ်ဖက်အပြန်အလှန် ပြောဆိုမှုတွေရှိတယ်ချိုးဖောက်မှုတွေအစ်ရီဘက်ကခုနကပြောတဲ့ပင်မောက်တင်းနဲ့ချိုးဖောက်တာတွေရှိတယ်ဒါကြောင့်မလို့ဒီပထမအတုပ်ပြီးတဲ့ပြီးခဲ့တဲ့ match လာတရက်နေကြတယ်ဒုတိယအတုပ်ကိုမတက်နိုင်တော့ဘဲနဲ့ရက်သွားပါတယ်ဒီမှာကျွန်တော်တို့နောက်ထပ်ထည့်ပြောသင့်တဲ့ကိစ္စတစ်ခုကတော့ဒီ Hamas ဘက်ကနေပြီးတော့ Israel ကိုပေးရမယ်လူစင်းကိုထုတ်ပြန်ရမယ်ကိစ္စပေါ့နော်ဒါပေမဲ့အဲ့ဒီထုတ်ပြန်ရမယ်ကိစ္စကို Hamas ကအချိန်ဆွဲထားတယ်ဆိုတော့ဘယ်နေ့ပေးရမယ်နေမပေးဘဲနဲ့ခဏနေပါအောင်ဆိုတော့အချိန်ဆွဲထားတယ်ပေါ့နော်ဆိုတော့ Israel ကဘာပြန်လုပ်လဲဆိုတော့ okay မင်းတို့အချိန်ဆွဲထားတယ်ဆိုရင်ငါတို့ဘက်ကလည်း ဒီတောင်ပိုင်းကိုရောက်နေတဲ့မြောက်ပိုင်းဘက်ကလူတွေပေါ့နော်ဒီမြောက်ပိုင်းဘက်ကနေပြီးတော့ပြေးလာတဲ့စပေးချောင်တွေတောင်ပိုင်းကိုရောက်နေတဲ့စပေးချောင်တွေကိုမြောက်ပိုင်းကိုသွားခွင့်ပေးရမယ်ကိစ္စကိုသွားခွင့်မပေးတော့ဘဲနဲ့ပိတ်ထားလိုက်တယ်ဆိုတော့မင်းတို့ဒါလုပ်ရင်ငါဒါလုပ်တယ်ဆိုတဲ့သဘောနဲ့ဖြစ်နေခဲ့တာပေါ့နော်ဆိုတော့ဒီကြားထဲမှာဘာထပ်ဖြစ်သေးလဲဆိုတော့ဒေတန်ညာဟုကငကိုသဘောတူညီထားတဲ့သဘောတူညီချက်ကိုသူကထပ်ပြင်ကျင်တယ်ဆိုပြီးလှုပ်လာတာပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ အစ်ရီကအခုနပေးရမယ်လူ1904ယောက်ပေါ့နော်620မပေးဘူးဆိုကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့လူတွေလုံးလုံးဘာမှထပ်မပေးတော့ဘူးအကျဉ်းသားထပ်မလွှဲတော့ဘူးလို့ဆိုပြီးတော့ဒီတန်ညာဟုတ်ကပြောတယ်ပေါ့နော်ဒါပေမဲ့ Hamas ဘက်ကတော့ဖမ်းထားတဲ့ဒီ33ယောက်အပါအဝင်အကုန်လုံးပေါ့နော်အကုန်လုံးကိုထပ်ပေးရမယ်ဆိုပြီးတော့ငါတို့ဘက်ကတော့မအောင်ပေးဘူးမင်းဘက်ကတော့အကုန်ပေးရမယ်ဆိုပြီးဒီတန်ညာဟုတ်ကပြောတာပေါ့နော်ဒါပေမဲ့အဲ့ဒီစီစဉ်ကဒီတန်ညာဟုတ်ကဒီမှာဘသူ့ကိုထည့်ပြီးပြောတာလဲဆိုအမေရိကကိုထည့်ပြီးအမေရိကန်ကိုထည့်ပြီးပြောတာဘာလဲဆိုတော့အခု तू ပြောတဲ့အစီအစဉ် ငါတို့ဘက်ကတော့မောင်းဘေးမင်းတို့ဘက်ကအကုန်ပေးရမယ်ဆိုတဲ့အစီအစဉ်ကအမေရိကန်ရဲ့အစီအစဉ်ပါဆိုပြီးတော့နေတန်နီယာဟုကထုတ်ပြောတယ်ဆိုတော့ဟာမတ်ကတော့လုံးဝသဘောမတူဘူးမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီမှာစပြီးတော့တိုက်ပွဲတွေပြန်ဆောက်ဖို့ဖြစ်လာတော့ဆိုတော့ဟာမတ်ရဲ့အစ္စရေးနဲ့ဒီအပြစ်ခံရေးဆေးလုပ်ခဲ့တဲ့ရက်ကိုကျွန်တော်တို့ပြန်ကြည့်ရတဲ့ဆိုရင်ဒါဇန်နဝါရီ19ရက်နေ့ကစတာပေါ့နော်အဲ့ဒီနေ့ကနေပြီးကြာဒါမတ်လ16ရက်နေ့ကဆိုတော့ဇန်နဝါရီ February match ဆိုတော့စုစုပေါင်း2လ2လတိတိအကြာမှာအစ္စရေးကတိုက်ပွဲတွေပြန်ဆောက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ် တော့ Israel ဘက်ကတော့အကြောင်းပြချက်တွေပေးတာရှိတယ်ပထမဆုံးအကြောင်းပြချက်ကသူတိုက်ပွဲတွေပြန်ဆရတဲ့အကြောင်းပြချက်ပါပထမဆုံးအကြောင်းပြချက်ကဘာလဲဆိုတော့ဒီ Hamas တွေကလက်နက်တွေပြန်လဲတက်ဆင်နေပြီးတော့အင်အားပြန်လဲစုဆောင်းနေတဲ့အတွက်ကြောင့်မို့လို့ပြန်တိုက်တာပါဆိုပြီးပြောတယ်ပေါ့နော်ဆိုတော့ဒါကပထမဆုံးတစ်ချက်ပါကျော် Israel က Gaza တိုက်ပွဲတွေဘာကြောင့်ပြန်ဆရတယ်လဲဆိုတော့အကြောင်းရင်းတွေထဲမှာနောက်ွယ်မှာအကြောင်းပြချက်ကြီးကြီးမှတစ်ခုရှိပါတယ်ဒီတန်နရာဟုအတွက်ပါလို့ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ပြည်တွင်းနိုင်ငံရေးဖိအားကြောင့်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေတန်နရာဟုနဲ့သူ့ပြည်တွင်းက နိုင်ငံရေးအခြေအနေတချို့နည်းနည်းလေးကြည့်အောင်ပါဆိုတော့အစ္စရေးကဒီနေတန်ယာဟုရဲ့အစိုးရကညွန်ပေါင်းအစိုးရဖြစ်ပါတယ်ဆိုတော့အထိုင်ကုံအများစုကဒီဂျူးအမျိုးသားရေးဝါဒီပါတီကပေါ့နော်အဲ့ဒီပါတီကနေပြီးတော့အများစုနိုင်ထားတာပါဆိုတော့အဲ့ဒီထဲမှာအာဒီဂျူးအမျိုးသားရေးဝါဒီတွေကအခုနေတန်ယာဟုအမေရိကန်မဒီပါဝင်ပြီးတော့ဥဆောင်ပြီးတော့လှုပ်ထားတဲ့နေတန်ယာဟုနဲ့တုတ်ထားတဲ့အပြစ်ခံရစေးသဘောတူညီချက်ကိုဒီဂျူးအမျိုးသားရေးဝါဒီတွေကသဘောမတူကြပါဘူးဆိုတော့ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြတာ တို့ရဲ့အဓိကလိုရင်းကတော့ရှင်းတယ်အဲ့ဒါကဘာလဲဆိုတော့ဂါဇာကိုဟိုအမြစ်ကနေမြေလံပြီးတော့ရှင်းလင်းရေးပဲဒါတို့လုတ်ချင်တာပေါ့နော်ဒါပေမဲ့အဲကုလသမဂ္ဂကတော့ဒါတခြားနိုင်ငံကြီးတွေကအပြစ်ခရက်ဆေးကိုအားပေးတယ်အဲဆက်လုပ်ကြဖို့တွန်းအားပေးတယ်ပေါ့နော်ဒါပေမဲ့ဒီနေတန်ညာဟုပါနေတန်ညာဟုအစိုးရအဖွဲ့တွေကတခြားဝင်ကြီးတွေကဒီပေါ်မှာအထူးသဖြင့်အမျိုးသားဂျူးမျိုးသားရေးဝါဒီဝင်ကြီးတွေကလုံးဝသဘောမတူပါဘူးဆိုတော့ဒီထဲမှာ Bezeles Motrich ပေါ့နော်ကျွန်တော်ရှေ့ကဗီဒီယိုမှာတော့သူအကြောင်းနည်းနည်းပြောခဲ့တာရှိပါတယ် ်ဆိုတော့သူကဒီနေတန်ယာဟုအစိုးရဖွဲ့တဲ့ကဘန်နာရေးဝန်ကြီးပေါ့နော်ဒီ business motrich ကသူ့အမြင်နဲ့ trump အမြင်နဲ့ကခက်ဆင်ဆင်ပါပဲဆိုတော့ဂါဇာတခုလုံးကအမြင့်လှမ်းပြရမယ်မြေလှမ်းပြရမယ်လို့သူတို့နှစ်ယောက်စလုံးကဒီလိုမျိုးမြင်ကြတာပေါ့နော်ဆိုတော့သူကဘာပြောလဲဆိုတော့ဒီအခုဒီတန်ယာဟုလုံနေတဲ့အပြစ်ခတ်ရဲစေးရေးသဘောတူညီမှုအဆင်ဆင်ပေါ့နော်သူတို့လုံးဝဆန့်ကျင်တယ်ဆိုတော့တကယ်လို့ဒါနေတန်ယာဟုဆက်လုံနေမယ်ဆိုလို့ရှိရင်သူကအစိုးရဖွဲ့တွေကနှုတ်ထွက်မယ်လို့ပြောတာဆိုတော့ဒီ business motrich တို့ကနှုတ်ထွက်လို့ရှိရင်ဒီသူအစိုးရက ဒီတန်ရာဦးရဲ့အစိုးရကညုံမောင်းအစိုးရဖြစ်တာကြောင့်ဆိုတော့သူအစိုးရဖွဲ့တဲ့ကဝန်ကြီးတရားကိုနှုတ်ထွက်လိုက်တာနဲ့အစိုးရပြိုကွဲသွားမှာပေါ့နော်ချက်ချင်းကြီးပြိုကွဲသွားမှာတော့မဟုတ်ဘူးဒီဘက်ဇလဲစမော့ထရစ်ကိုနှုတ်ထွက်ရင်နောက်ထပ်ဒီမြို့သားကြီးဂျူးမြို့သားကြီးဝါဒီဝန်ကြီးလည်းဆက်ပြီးတော့နောက်ကနေလိုက်ပြီးတော့နှုတ်ထွက်ကြမှာပေါ့နော်ဆိုလို့ရှိရင်သူကလွှတ်တော်ထဲမှာနေရာအများစုနိုင်ထားတာကမရှိတော့ဘဲနဲ့နောက်တစ်ချိန်ရွေးကောက်ပွဲပြန်လုပ်ရနိုင်ခြင်းရှိတယ်ဆိုတော့ဒါကိုနေတန်ရာဦးကလက်မခံဘောက်လဲဆိုတော့နောက်တစ်ချိန်ရွေးကောက်ပွဲပြန်လုပ်လို့ရှိရင်သူ့အတွက်နဲ့နာပါတယ်အများကြီးတယ်ပထမဆုံးအချက်ကအခုလောလောဆယ် သူရင်ဆိုင်တွေတရားရင်ဆိုင်တွေရတဲ့ဒီလက်ပိလက်ယူကိစ္စပေါ့နော်ပြီးတော့ဒီကိစ္စသူ့အတွက်တော်တော်အထိနာတယ်အထိနာနိုင်တယ်ပေါ့နော်တကယ်လို့သာသူ့ဘက်ကရက်တည်မဲ့ဝင်ကြီးတွေမရှိတော့ကျွန်တော်အခုဒီကိစ္စကိုသူ့ဘက်ကနေဒီနောက်ကနေပြီးတော့ထောက်ပံ့ပေးနေတယ်ထောက်ခံပေးနေတယ်ဝင်ကြီးတွေကအခုနောက်ကပြောတယ်ဂျူးမျိုးသားရေးဘာတွေဝင်ကြီးတွေပေါ့ဆိုတော့သူတို့ကနှုတ်ထွက်သွားလို့ရှိရင်ဒီနေတန်ညာဟုရဲ့အနာဂတ်ကတိတ်ပြီးတော့မသေးကြဘူးပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့သူကဒီစိုက်စပွဲကိုပြန်ဆရတာဒီအကြောင်းရင်းတွေကတခုပေါ့နော် ပြီးတော့နောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ကပဲဒီပြည်တွင်းထောက်လန်းရေးအဖွဲ့ပေါ့နော်ဒီသူတို့ခေါ်တော့ရှင်းဘက်လို့ခေါ်ပါတယ်အဲ့ဒီရှင်းဘက်အဖွဲ့ရဲ့အကြီးဆုံးပေါ့ဒါရိုက်တာပေါ့နော်သူကရိုနန်ဘာပါဆိုတော့သူကအရင်တုန်းကဆိုရင်ဒီကျွန်တော်တို့နေတန်ညာဟုတ်ဓာတ်ပုံတွေဗီဒီယိုတွေကြည့်ရလို့ရှိရင်နေတန်ညာဟုတ်နဲ့တွဲလေအမြင်တမ်းပါတဲ့ပုံကိုပေါ့ဆိုတော့ Israel ထောက်လန်းရေးဒီပြည်တွင်းထောက်လန်းရေးထဲမှာအကြီးဆုံးပေါ့နော်ရှင်းဘက်ရဲ့အကြီးဆုံးသူ့ကိုပြီးခဲ့တဲ့ရက်ကနေတန်ညာဟုတ်ကအလုပ်ဖြုတ်တယ်ပေါ့ဘာလို့အလုပ်ဖြုတ်လဲဆိုတော့အကြောင်းရင်းက နေတန်ယာဟုပြတဲ့အကြောင်းရင်းကတော့အများကြီးပေါ့နော်အဓိကပထမဦးဆုံးသူပြောတဲ့အကြောင်းရင်းကတော့အော်တိုဘာ9ရက်နေ့တိုက်ခိုက်မှုကိုအော်တိုက်ခိုက်မှုမှာလိုအပ်ချက်တွေရှိတာကြောင့်ပေါ့နော်သူ့အပေါ်မှာအပြစ်ပုံချတာပေါ့ဒီ run number အပေါ်မှာဒါကြောင့်မို့လို့အာသူ့ကိုထုတ်ပြရတယ်ပေါ့သူ့ရဲ့လက်ဟာမှုတွေကြောင့်ဒါပေမဲ့နောက်ကမှဘာဖြစ်နေကြလဲဆိုတော့ဒီ run number ကအခုလက်ရှိဒီလီတန်ယာဟုရင်ဆိုင်နေရတဲ့လက်ပိလက်ယုံမှုတွေကိုစုံစမ်းစစ်ဆေးနေတဲ့အဖွဲ့ခုနရှင်းပဲဆိုတော့အဲ့ဒီအဖွဲ့ရဲ့အကြီးဆုံးဆိုတော့ပြန်ကြည့်လိုက်လို့ရှိရင်လီတန်ယာဟုက ူကိုပြန်လဲသူ့ကိုစုံစမ်းစစ်ဆေးလုပ်နေတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ရှင်းပြလိုက်တာရိုနန်ဘာနဲ့ပတ်သက်လို့နောက်ထပ်ကိစ္စတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့ရိုနန်ဘာကငကိုတုံးကသဘောတူထားတဲ့ဒီပြီးခဲ့တဲ့နှစ်လတုန်းကသဘောတူထားတဲ့အပြစ်ခက်ရဲစေးသဘောတူစာချုပ်အတိုင်းပဲအဆင့်အတုပ်သုံးတုပ်ပါတဲ့သဘောတူစာချုပ်အတိုင်းပဲတွားစေခြင်းဒါပေမဲ့အီတန်နယ်ဟုတ်ကမတွားခြင်းဘူးနော်ဒီကိစ္စကလည်းဒီရိုနန်ဘာကိုရှင်းပြရတဲ့အကြောင်းရင်းတစ်ခုသူကဟိုထောက်လိုက်အကြီးကြီးရှင်းပြရဲ့အကြီးကြီးဆိုတော့အင်မတန်အရေးပါတဲ့နေရာရှိတယ် တော့ဒီထောက်လိုက်အကြီးကရိုနမ်ဘာကိုအလုတ်ထုတ်ပြတာရယ်နောက်တစ်ခုကအခုဒီတန်နယာဟုရဲ့ဂါဇာကိစ္စအောက်မှာကင်တွေ့တာတွေနဲ့ပတ်သက်ပြီးတော့မကျေနပ်လို့ပေါ့နော်အာဒီလောလောဆယ်မှာအစ္စရေးမှာဆန္ဒပြတဲ့ကိစ္စတွေအကြီးဖြစ်နေတယ်ဆိုတော့ဒီဆန္ဒပြတော့ဆန္ဒပြပွဲတွေကိုခေါင်းဆောင်တဲ့လူတွေကတော့ဒီလောလောဆယ်ဟာမတ်ကဖန်ထားစေတစားကန်နေမိသားစုဝင်တွေကခေါင်းဆောင်ကြတာများပါတယ်ဆိုတော့သူတို့ကပြောတာကရှင်းတယ်ဒီတန်နယာဟုကပြောတယ်အဲ့ဒါကပါလဲဆိုတော့ဒီဟာမတ်ကသူ့ရဲ့တစားကန်တွေကိုမလွတ်မေးမချင်းအစ္စရေးကဆက်တိုက်နေမယ် ဆိုတော့တရားခဏ်နေပြီးသားစုဝင်နေပြောကြပါလဲဆိုတော့နေတန်ယောက်ကဒါအဲ့လိုဆက်တိုက်နေလို့ရှိရင်ဒီတရားခဏ်နေရဲ့လုံညိုကြီးကပို့ပြီးတော့အန္တရာယ်မများဘူးလားပေါ့ဆိုတော့သူတို့ပြောတဲ့ခါကတော့အဲ့ဒါပေါ့နော်ဒါမဲ့နေတန်ယောက်ကတော့အဲ့ဒီကိစ္စတွေသိပြီးတော့ဂယူးဆိုင်ပုံမရပါဘူးဒါမဲ့ပြောရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဂယူးမဆိုင်ဘူးဆိုရင်လည်းဂယူးမဆိုင်ချင်စရာပဲလို့ပြောရမှာဘာလို့လဲဆိုတော့နောက်ကွယ်မှာအမေရိကန်အစိုးရကထောက်ခံပေးတာတော့ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့မတ်လ9ရက်နေ့တုန်းကသူ့ရဲ့သူ့ကိုယ်ပိုင်ပေါ့နော် Truth Social ဆိုတဲ့ ီ social media ပေါ်မှာစစ်တပ်တခုတင်းခဲ့ပါတယ်ဆိုတော့စစ်တပ်က Hamas ကိုရာဇသံပေးတာပါသူအဲ့ထက်မှာဘာပါလဲဆိုတော့ဖန်တော်ဒီဇာကန်นี่အကုန်လုံးကိုပြန်လွှတ်ပေါ့နော်ပြန်မလွှတ်ဘူးဆိုရင်တော့မင်းတို့အသေးပဲဆိုပြီးတော့ဓာတ်ရိုက် Hamas ကိုရင်းညွှန်းပြီးပြောတာပါဆိုတော့အခုဒီရက်ကနေပြီးတော့ပြန်တွက်လိုက်မယ်သူရေးခဲ့တဲ့ရက်ကိုပြန်တွက်မယ်ဆိုတော့စုစုပေါင်းဒီ18ရက်ရှိသွားပြီပေါ့ဆိုတော့ဒီကြားထဲမှာ Hamas က Trump ကရာဇသံပေးမယ်ပြန်မလွှတ်ပါဘူးဆိုတော့ဒီအကြောင်းပြချက်ကလည်းခုဒီအကြောင်းရင်းကလည်းခုဒီ Israel ကနေပြီးတော့ ဂါဇာစစ်ပွဲပြန်တက်ရတဲ့အကြောင်းရင်းတွေကတခုလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကပဲ Israel ဒီအာဏာပိုင်တွေကဒီပြောထားပြောခဲ့တာတခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ Trump ကအခုရှင်းလင်းရေးကိစ္စတွေလုပ်ဖို့အတွက်သူတို့သုံးတာလို့ရှင်းလင်းအမြင့်ကနေမြေလံဖို့ပေါ့နော်။မြေလံပစ်ဖို့ပေါ့။လုပ်ဖို့အတွက်မီးစိမ်းပြထားတယ်ဆိုပြီးတော့ပြောထားပါတယ်ဗျ။အစားဆုံးနားဆင်ပေးကြတာကျေးဇူးများကြီးတင်ပါတယ်။အားလုံးအဆင်ပြေကြပါစေဗျ။